မြတ်စွာဘုရားတဲ့အဲ့လိုဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့တပည့်တော်ကတွေအကုန်လုံးမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာကြပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေအကုန်လုံးနိဗ္ဗာန်ရောက်သွားကြရောလားတဲ့နော်အကုန်လုံးနိဗ္ဗာန်ရောက်ကြသလားတချို့တော့မရောက်ဖဲမြန်ရှိနေသလားတဲ့မြတ်စွာဘုရားအကုန်လုံးတော့ရောက်မသွားဘူးတဲ့အကုန်လုံးရောက်မသွားဘူးတဲ့ဒီတည်းကဘယ်နှယောက်လောက်မြန်ကျုပ်တို့မျှော်နေရမှာလဲဟင်အကုန်လုံးတော့ရောက်မသွားဘူးတဲ့တချို့တော့ရောက်မသွားဘူးတဲ့ အဲ့ဒါပုံနှံကဘာပြောလို့ဆိုတော့သူပြောတဲ့စကားကအပြန်ဖြေဖို့နည်းနည်းခက်တယ်မြတ်စွာဘုရားတဲ့နိဗ္ဗာန်ကလည်းတေချာပေါက်ရှိတယ်လို့ဆိုတယ်နိဗ္ဗာန်ကိုရောက်ရှိတဲ့လမ်းကလည်းရှိနေတယ်နိဗ္ဗာန်ကိုရောက်အောင်လမ်းကိုမှန်မှန်ကန်ကန်ညွှန်ပြတဲ့အရှင်ဘုရားလည်းရှိနေတယ်နိဗ္ဗာန်လည်းရှိတယ်လမ်းလည်းရှိတယ်ညွှန်ပြသူလည်းရှိတယ်အဲ့ဒီသွားတဲ့လူကဒါတွေရှိပါနဲ့ဘာလို့မရောက်တာတော့ဟောအဲ့ဒီကြတော့မြတ်စွာဘုရားက ။နောက်အကျွမ်းကျင်ဆုံးမှာစကားပြောတဲ့နေရာမှာမြတ်စွာဘုရားရဲ့သုတ်တန်ဒေသနာတွေကိုလေ့လာကြည့်ရင်ဒါဟာဖရာမှာဖရာပဲဆိုတာကိုဘုန်းဘုန်းတို့အလို့လျောက်တရားတရားဟာဖြစ်လာပါလေ။မြတ်စွာဘုရားအလုံးမအကျွမ်းကျင်တော်မူတယ်။သူကဘာပြောလဲဆိုပုံနာတဲ့အဲ့လိုဆိုရင်တင့်ဟိုပဲငါမေးမယ်တဲ့။ဟုတ်တယ်တချို့မေးခွန်းတွေကတောက်လျှောက်မဖြေနဲ့သူပြန်မေးဟုတ်လား။ပြန်မေးခြင်းအဖြစ်ဖြေပြီးသားဖြစ်သွားတယ်ရှိတယ်။တင့်ဟိုပဲပြန်မေးမယ်တဲ့။တင်သဘောကျတယ်လို့ပြောတဲ့။ တဲ့ဒီတာဝတိကနေရာဇကျူကိုသွားတဲ့လမ်းကိုတင်ကြွကြွကျင်ကျင်သိသလားမမသိပါနဲ့ဗျအဲ့လို့ဆိုရင်တစုံတယောက်ကရာဇကျူမျိုးကိုသွားကျင်တယ်ဆိုရင်တင်လမ်းညွှန်နိုင်မလားညွှန်နိုင်ပါလေဗျာတပည့်တော်ငကြခဏသွားနေတဲ့လမ်းนี่ဘာမှမညွှန်နိုင်เสียအရှိပါဘူးရာဇကျူမျိုးသွားရမယ့်လမ်းကိုတပည့်တော်အလွန်ကျွမ်းကျင်ပါလေလမ်းညွှန်နိုင်ပါအဲ့လို့ဆိုရင်တင့်ကိုလူတယောက်ကလမ်းလာမိတယ်တင်ကလည်းလမ်းညွှန်နေဒီကနေဒီသွားဟိုရောက်မယ်ဟိုကနေဆက်သွားဆက်သွားရင်လမ်းဘလို့ခွဲလေးတွေတွေးမယ် နော်အဲ့ဒီမှာနောက်ဆုံးမြို့အဝင်ဏီကုန်းရွာကိုတွေ့မယ်ဆက်သွားလို့ရှိရင်အလွန်ပြောကြားကောင်းတဲ့ရေကန်ကြီးတွေဥယျာဉ်ကြီးတွေတွေ့ပြီးတော့မြို့ကြီးကိုတွေ့လိုက်မယ်လို့သင်ကလမ်းညွှန်လိုက်တယ်အဲ့ဒီလူကသင်ညွှန်တဲ့အတိုင်းမသွားဘဲနဲ့သွားတယ်လည်းပဲဆုံးအောင်မသွားဘဲနဲ့လမ်းတစ်ဝက်တင်းပြန်လာတဲ့ဒါမှမဟုတ်သင်မသွားနဲ့ဆိုတဲ့လမ်းခွဲတွေကိုသွားတယ်သင်သွားဆိုတဲ့လမ်းကိုမသွားဘူးဆိုရင်အဲ့ဒီလူရောက်မလားတဲ့မရောက်ဘူး နောက်တစ်ယောက်ကတော့တင်းညွန့်တဲ့အတိုင်းသွားတယ်တကယ်ကိုပဲလိုက်နာကျင့်သုံးတယ်တင်းပြိုးတဲ့အတိုင်းစကားကိုတသွေးမသိနားထောင်ပြီးတော့သွားလိုက်တယ်ဆိုရင်အဲ့ဒီလူကတော့ရောက်မလားရောက်မယ်တယောက်ကမရောက်ဘူးတယောက်ကရောက်တယ်ဘာလဲရာသီဂျိုမျိုးကြီးလည်းရှိနေပါလက်ကဲနဲ့ရာသီဂျိုမျိုးကိုသွားတဲ့လမ်းကလည်းထင်ရှားရှိနေပါလက်ကဲနဲ့လမ်းညွန်တက်တဲ့သင်လည်းရှိနေပါလက်နဲ့ဘယ်နဲ့ကြောင့်တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရတဲ့လေတဲ့ဟုတ်လားအဲ့တဲ့ဘုံကဘာပြောဆိုရက်စွာဗျာတဲ့ တပည့်တော်ကဗာတက်နိုင်ပါတော့နဲ့တပည့်တော်ကလမ်းမယ်ညွှန်နိုင်တာရောက်တာမရောက်တာကသူတို့တန်းတန်းမတ်မတ်သွားမှရောက်မှာပေါ့တဲ့တန်းတန်းမတ်မတ်မသွားဘယ်ရောက်မှာတော့သူတို့ရောက်သူတို့ရောက်ချင်းမရောက်ချင်းကိစ္စတပည့်တော်မတတ်နိုင်ဘူးတပည့်တော်ကလမ်းမယ်ညွှန်ရတာလမ်းညွှန်သူပါအဲ့တော့မြတ်စွာဘုရားလည်းဗာပြောဆိုပုံနာတဲ့ငါလည်းလမ်းမယ်ညွှန်နိုင်တာသူ့လက်ဆွဲပြီးတော့ခေါ်သွားလို့ရတာမဟုတ်ဘူးနော်လမ်းမယ်ညွှန်နိုင်တာခုနကလမ်းညွှန်လိုက်တယ် ရာဇမျလ်ရှိနေတ်၊သွားတဲ့လမ်းလည်းရှိနေတယ်၊ကျွမ်းကျင်တဲ့လမ်းညွန်လည်းရှိနေတယ်။ဘာလို့တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရသလဲ။ရောက်အောင်မသွားတော့မရောက်တာပေါ့။ဟုတ်လား။စကပုံနာမေးတဲ့စကားကနိဗ္ဗာန်ကပဲတကယ်မရှိလို့လို့လို့ဟုတ်လား။နိဗ္ဗာန်ရောက်ကြောင်းလမ်းကပဲပဲလွဲနေလို့လို့လို့။ဖရာလမ်းညွန်တာကပဲလူနေလို့လို့လို့။သူကအဲ့လိုလေးသူ့ရဲ့စကားကအဲ့လိုမျိုးအစွန်းနည်းနည်းလေးညှိနေတာမရှိဘူးလား။ရှိတယ်မြတ်စွာဘုရားပြန်ပြီးတော့ သူ့ကိုမေးခွန်းထုတ်ပြီးတော့နော်အဖြေပေးလိုက်တာအလွန်မှနော်အဝင်ခွင်ကြကြလာတယ်လို့ဆိုနိုင်ဘူးလားရာဇယုံမျိုးကြီးလည်းထင်ရှားရှိတယ်ရာဇယုံမျိုးကိုသွားတဲ့လမ်းလည်းထင်ရှားရှိတယ်လမ်းကိုကျွမ်းကျင်စွာညွှန်ပြနိုင်တဲ့လမ်းညွန်လည်းထင်ရှားရှိနေပါလက်ကင်နဲ့ဘယ်နဲ့ကြောင့်တယောက်ကရောက်ပြီးတော့တယောက်ကမရောက်ရသလဲဒါပဲနော်အဖြေကဟုတ်လားဒါကြောင့်ဘုန်းဘုန်းတို့ယောဂီများလည်းပဲနိဗ္ဗာန်ဟာထင်ရှားရှိတယ် နိဗ္ဗာန်ကိုရောက်ရှိတဲ့လမ်းသတိပဋ္ဌာန်လမ်းမဂ်ရှင်ပါလမ်းဟာလည်းထင်ရှားရှိနေတယ်ဟုတ်လားအဲ့ဒီလမ်းကိုကျွမ်းကျင်စွာညွန်ပြနိုင်တဲ့မြတ်စွာဘုရားလည်းထင်ရှားရှိနေတယ်လို့ပဲဆိုရမယ်မြတ်စွာဘုရားရဲ့အဆုံးအမဒေသနာတွေဟာမြတ်စွာဘုရားရဲ့ကိုယ်စားမြတ်စွာဘုရားငါပရိနိဗ္ဗာန်စံပြီးလို့ရှင်ငါရဲ့ကိုယ်စားငါဟောထားတဲ့တရားတွေဟာငါကိုယ်စားပဲလို့ပြောခဲ့တာမရှိဘူးလားအဲ့ဒီဒေသနာတွေဟာဖျားပဲလို့ပြောမယ်ဆိုရင်တင်စားပြီးတော့ကိုယ်ဝိုက်ပြီးတော့ပြောမယ်ဆိုပြောလို့မရဘူးလားညာလေဟုတ်လား အဲ့ဒါလို့နိဗ္ဗာန်လည်းရှိတယ်နိဗ္ဗာန်ရောက်ကြောင်းလမ်းလည်းရှိတယ်လမ်းညွန်တဲ့ပုံကိုလည်းရှိနေတယ်ရောက်မရောက်ဆိုတာကတော့ဘုရားပေါ်မှာမူတည်မှာတော့သွားတဲ့ပုံကိုယ်လေးပေါ်မှာမူတည်လိမ့်မယ်